ခုဒီတခါခေတ်သစ်ပြုံမီကအလှပနဲ့ပတ်သက်တဲ့အကြောင်းလေးပြောရအောင်မယ်ပေါ့နော်ဒီတော့ဒါ campus favorite ထဲမှာရေးထားတဲ့အကြောင်းလေးပြောပြပေးမယ်အဲ့တော့လူငယ်တွေအတွက်ဆိုပေမဲ့လေအဓိကဒီထဲမှာကတော့ဟို ပိန်ကျင်တဲ့သူတွေပိန်ကျင်တဲ့သူတွေထဲမှာမှအဓိကပိန်ကျင်ရတဲ့အကြောင်းကြီးကဟိုဘိုက်လေးချက်ပြီးတော့ခါလေးသိမ်းနေမယ်ဆိုလို့ရှိရင်လူမင်းကလေးတွေကလှနေရပဲပိန်ကျင်ဝကျင်ထက်ဒီဘိုက်ချက်ပြီးတော့ခါသေးသူတွေနေမယ်ဆိုလို့ရှိရင်ဒါတင်နေရင်နေရအရန်သူ့နေရာနဲ့သူနေရာကျပြီးတော့လှရလို့ထင်ရတယ်အဲ့တော့အခုဒီမှာဆိုရင်နီလန်ကောင်ကဘာလဲဆိုတော့ diet နဲ့၄ဘက်အတွင်းဘိုက်ချက်နေဆိုပြီးတော့ပြောထားတယ်၄ဘက်အတွင်းအဲ၄ဘက်အတွင်းဘိုက်ချက်တဲ့နေပေါ့နော်အဲ့တော့အချိန်က၄ဘက်ဆိုတော့တော်တော်လေးတော့ဟို ပြောရမယ်ဆိုလေးဘက်နှင်းချက်ဆိုတော့တော်တော်လေးတော့မြန်တော့မြန်တယ်ပေါ့တလပေါ့နော်တလပေါ့အဲ့တော့ဒီမှာဆိုရင်သူကပြောထားတယ်ဒါ အယံဝလာလို့အမျိုးသမီးတွေကပေါ့နော်ဘိုက်တွေပူလာလို့ခြောက်ထိုးထားတဲ့ဝစ်စာတွေအများကြီးပါပဲတဲ့အဲ့တော့အဲ့ဒါလေးပြန်ဝင်ဖို့အတွက်စူးစမ်းကြည့်မယ်ပြီးတော့လူတွေကဝါပြီဆိုရင်ဟိုပွားတဲ့အင်ဂျီတွေဘိုက်ပူတာကိုဖုံးမဲ့အင်ဂျီတွေရွေးချယ်ပြီးတော့ဝစ်ကြတယ်ဒါပေမဲ့အဲ့လိုဝင်းဝင်းနဲ့ဝါတဲ့ site ကပို့ပို့ပြီးတော့တိုးလာတယ်တကယ်တော့ဝါပြီဆိုတဲ့သူကကိုရင်တော့အင်ဂျီတွေပြန်တော်အောင်လို့နည်းနည်းဝါတာနဲ့နည်းနည်းချနည်းနည်းဝါတာနည်းနည်းချဒါမှသာဒီ weight ကပေါ့နော်ပုံမှန် weight ကိုဖြစ်နေမှာမဟုတ်လို့ကတော့ဒါဝါလို့အပွားဝစ်အပွားဝစ်တော့တခါအဲ့လောက်ထိထက်ဝါထက်ဝါအဲ့ထက်ပွားတာပိုးဝစ်ပိုးဝစ်နေရင်ကို ူကတကယ်ဝါတုတ်ကြီးဖြစ်လာတယ်လေဟုတ်တယ်ထင်လို့မရတော့ဘောအဲ့တော့ဒီဝါရဲဆိုတဲ့နေရာမှာတော့အမျိုးမျိုးအကြောင်းတွေရှိတာပေါ့နော်အဲအဲ့လိုမျိုးဝါရဲအကြောင်းရင်းကအမျိုးမျိုးရှိရတဲ့အတွက်ကိုလေးချိန်တာရောကြစီဖို့အတွက် အကြောင်းတွေကလည်းအများကြီးရှိတယ်။အဲ့ထဲမှာမှလေ့ကျင့်ခန်းလုပ်ဖို့ကလည်းအရေးကြီးတယ်။ဒါပေမဲ့လေ့ကျင့်ခန်းလုပ်ဖို့တွေမဟုတ်ဘူး။ကိုယ့်ရဲ့နေ့စဉ်နေထိုင်စားသောက်ပုံတွေကိုယ့်ရဲ့ lifestyle ပြီးတော့ကိုယ့်ရဲ့ဒီစိတ်ဖိစီးမှုတွေပေါ့နော် stress level တွေပြီးတော့ဒါ diet နဲ့ပတ်သက်တဲ့ plan တွေပေါ့နော်ဒါတွေထည့်ပြီးတော့ကိုယ်ကထည့်ပြီးစဉ်းစားကြည့်ရမှာ။အဲ့တော့နံပါတ်1အနေနဲ့သူရေးထားတာကအစားအစာတွေထဲမှာအမြင်တတ်ပါတဲ့အစားအစာတွေကိုပို့ပြီးတော့စားပေးပါ့။အဲ့တော့ ဒီသိပ္ပံပညာရှင်တွေပြောထားတာကတော့တနေ့ကိုအမြင့်ပါတဲ့အစားအစာအနည်းဆုံး25ဂရမ်ပေါ့နော်25ဂရမ် စားသုံးပေးတဲ့နဲ့အဲ့တော့အမြင့်ပါတဲ့အစားအစာတွေကတော့သိရတဲ့အတိုင်းပဲအသီးနှံတို့ကောက်ပဲဟိုကောက်ပဲသီးနှံလေးရတယ်ရောရရှိရဲအဲ့ဒီထဲမှာမှာဥပမာကိုယ့်ရဲ့အနီးဆက်ဆုံးလက်လန်းတမီမှာရှိနေတဲ့အစားအစာတွေကဘာကြီးလဲဆိုတော့ပြောင်းဘူးတို့ထောဘတ်တို့ဆန်လုံးညို တက်တော်သည်ဒါတွေပေါ့နော်အဲ့တော့ဒါကတော့အမြင်ပါတဲ့အစားစားကိုကမြန်မာလူမျိုးဆိုတော့ထမင်းကတော့စားတာပဲအဲ့တော့ထမင်းစံဒါတွေကိုတော့ကိုကရှော့ပြီးတော့စားရမယ်တဲ့ဟင်းသီးဟင်းရွက်နဲ့တက်သီးတွေကိုပိုထည့်ပြီးတော့စားမယ်ပြီးတော့ fiber မြင်းများစားပြီးတော့ရေမြင်းများတောက်တာကဘိုက်ချက်ဝေးကြဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲတဲ့အဲ့တော့ပထမတစ်စိမ့်အနေနဲ့ကအမြင်တတ်ပါတဲ့အစားအစာအများကြီးစားရမယ်။နောက်တစ်ခုကလိုအပ်ထက်ပိုမစားပါနဲ့တဲ့။အဲ့တော့အထူးကဝါတဲ့အကြောင်းရင်းကခန္ဓာကိုယ်ကမချိဖြတ်နိုင်မင်းနေပေါ့နော်။ အစီပိုတွေကတနည်းနဲ့တနည်းတနည်းနဲ့စုပုံပြီးတော့လာလို့ဝါတာအဲ့တော့ခန္ဓာကိုယ်ကပထမတနည်းမှာကိုစားတဲ့အစားအစာလိုအပ်တဲ့ကယ်လိုရီလောင်ကျွမ်းမှုပမာဏထက်နည်းနည်းပိုသွားလို့ရှိရင် तू က temporary fast အနေနဲ့ပဲပေါ့နော်ခဏတာတိုးလောင်တာဒါပေမဲ့အော်ဒါခဏတာတိုးလောင်မှုပဲလीဆိုပြီးတော့နောက်နေ့မှာလဲ temporary fast ကထပ်ထပ်ပြီးတိုးလာတယ် plus 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 နဲ့အရင်များလာတဲ့အခါမှာဆိုရင်အဲ့ဓာဒီအကုန်လုံးကဘိုက်မှာဘိုက်ခောက်ကြီးဖြစ်လာအောင်အစီတော်ကြီးဖြစ်လာအောင်ပေါ့နော်အဲ့ဒါကြောင့်အဲ့ချိန်ကျတော့မှအကွာခြေဖြတ်ဖို့ဆိုတာက ဟိုအရန်ကိုပေါ့နော်ခက်ခဲသွားရင်အချိန်ပေးရမယ် exercise တွေရောပိန်စည်းတွေရော diet တွေအမျိုးစုံလုပ်ရမှာအဲ့တော့ခုနပြောသလိုပဲလူရာထက်ကိုပို့ပြီးလုံးဝမစားမိစေနဲ့လူရာထက်ဆိုတဲ့နေရာမှာဘိုက်ပြေယုံဘိုက်ပြေအောင်စားရဆိုတဲ့နေရာမှာလည်းဆန်နေနေနဲ့အသီးအရွက်အသီးအနှံပေါ့နော်အဲ့ဒါများများလေးစားပြရမယ်ဆိုပြီးတော့ပြောထားတယ်နောက်တစ်ခုကတော့ရေမြမြတောက်တာပေါ့เนาะအဲ့တော့ရေကတော့ရုတ်တရက်တောက်ချလိုက်ပြီဆိုရင်လုံးဝ ဟိုဝင်းထဲမှာရှင်းပြီးတော့ဘိုက်ကတော့ပူသွားတယ်လို့ထင်ရပါတယ်တဲ့ဒါပေမဲ့ရေတောက်တာဘိုက်ပူတာမဟုတ်အစီလောင်ကျွမ်းမှုမှာရေရသွားပြီးတော့အားပြည့်တယ်လို့ပြောထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကဟိုဘောနော်ရေကိုရဲ့ခန္ဓာကိုယ်ကရေထက်လုံလောက်မှုရှိရလားဆိုတာ誒ကိုစီးသွားတဲ့အရာကိုကြည့်ပြီးတော့ကိုကိုယ်တိုင်တိုင်းတာလို့ရပါတယ်တဲ့ ဲ့တော့ဒီမှာဆိုလို့ရှိရင်အဝါနှုတ်ရောင်နဲ့ပမာဏများများစီးသွားမယ်ဆိုရင်တော့ကောင်းမွန်နဲ့ကောင်းမွန်ပါရဲ့အယောင်ရဲပြီးတော့အနံ့ပါမယ်ဆိုရင်တော့ခန္ဓာကိုယ်ရဲ့အရေးထက်နေနေပြီပြီးတော့ကော်ဖီလက်ဖက်ရည်အချိုရည်ဒါတွေအစာရိုးရိုးရည်ကိုတနည်းကိုအနည်းဆုံး၈ခွက်တောက်ပေးပါဆိုပြီးတော့ပြောထားတယ် အဲ့တော့ဗောနော်အဓိကကတော့ရေမြမြတောက်ခိုင်းတဲ့အကြောင်းရင်းကခုနပြောသလိုကျမ်းမာရေးနဲ့လည်းညှင်းညွတ်တယ်ပြီးတော့သူကဒီဗောနော်တောက်လိုက်တဲ့ရေကခန္ဓာကိုယ်ရဲ့ကမာရှိတဲ့ဆိုဒီယမ်တွေကိုဆေးချလိုက်တဲ့အတွက်ဗိုက်ချက်စီပါတယ်တဲ့အဲ့တော့ရေတောက်တာကဗိုက်ချက်တဲ့နီလန်တွေကတခုဗောနော် နောက်တစ်ခုကစားတွေကိုလျှော့စားပါတဲ့အဓိကကစားဆိုတာကသိပ္ပံပညာရှင်တွေပြောထားတာကအမျိုးသမီးတစ်ယောက်အနေနဲ့တစ်နေ့မှာစား900မီလီဂရမ်ပဲလိုအပ်ပါတယ်ဒါပေမဲ့ဟိုများသောအားဖြင့်အမျိုးသမီးတွေကအဲ့ဒီ900မီလီဂရမ်ထက်6စလောက်ကိုနေ့တိုင်းနေ့တိုင်းပိုစားနေကြရတယ်6စဆိုအများကြီးရပါတော့နော်ပမာဏ အဲ့တော့စားဆိုတဲ့အရာမှာအစီလည်းမပါဘဲနဲ့ဘလို့လို့ဝါမှာလဲဗိုက်ပူမှာလဲလို့ထင်တတ်ကြရတယ်ပေါ့နော်ဒါပေမဲ့ဗိုက်ပူတဲ့အဓိကအကြောင်းအရာတွေမှာစားပါတယ်တဲ့ခုနပြောသလိုပုံမှန်အမျိုးသမီးတစ်ယောက်ကတစ်နေ့ကိုစားလို့လိုအပ်တာတဲ့6ဆပူစားမိတယ်အဲ့ဒါမြန်မာအမျိုးသမီးမပါသေးဘူးတဲ့မြန်မာအမျိုးသမီးကဘာလဲဆိုတော့ သူကဟိုငပိရေနဲ့တွေကိုသူက6ဆမကအဆ20လောက်ကိုပို့နေပြီးတဲ့တနေ့တနေ့ကိုအဲ့ဒါကြောင့်ဒီပေါ့နော်ဘိုင်းတဝိုက်မှာအစီရေစုပြုံနေတာတဲ့အမလေးအငပိအောင်ရှော့စားပေးရှော့စားပါဟုတ်တယ်ဒါပေမဲ့မြန်မာဆိုရလဲခတ်တာနော်ငပိကိုတိတ်ကြိုက်တာဟုတ်တယ် အဲ့တော့เนาะငပိကိုဒါကိုအနေနဲ့ငပိငပြိုင်အဲ့လိုမျိုးငန်တဲ့အရာတွေပေါ့เนาะရှော့စားရမယ်ပြီးတော့သူကတနည်းကိုလက်ဖက်ရည်ဇွန်းအသေးဒဇွန်းစာထက်ပို့ပြီးတော့အစားကိုမစားမိစေဖို့အတွက် ထိန်းသိမ်းပေးပါဆိုပြီးပြောထားတယ်။နောက်တစ်ခုကညစာရှော့စားရမယ်ပုံမှန်အားဖြင့်တော့တနည်းကိုပေါ့เนาะဒီ breakfast ကဲ lunch ကဲ dinner ရဲ့၃မျိုးစားမယ့်အစား နည်း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 စီခွဲပြီးတော့ဟို breakfast ကဲပြီးတော့ရင် snack စားမယ်ပြီးတော့ lunch စားမယ်ပြီးတော့မှ snack လေးပြန်စားမယ်ပြီးတော့မှ light dinner ဆိုပြီးတော့ညစာနည်းနည်းလေးစားပြီးတော့အိပ်လိုက်ပါတဲ့အဲ့လိုမျိုး၅ချိန်ခွဲစားတာကခန္ဓာကိုယ်ဝေးကျစေဖို့အတွက်ဒါအထူးအကြောင်းရင်းနောက်ဆုံးတစ်ခုကတော့စိတ်ဖိစီးမှုပေါ့နော်စိတ်ဖိစီးမှုဆိုလို့ရှိရင်လည်းဒါ weight တက်တဲ့အစီအတိုးတယ်အဲ့တော့စိတ်ဖိစီးမှုမရှိအောင်လည်းနေမယ်ခုနပြောရင်နီးလန်းလေးနေဆိုလို့ရှိရင်ဒါအမျိုးသမီးလေးတွေဘိုင်လေးချက်ချက်ခါလေးတိတိလေးနဲ့ဒါလှပတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ရမှာအင်းဟုတ်တယ်နော်လေးပါ က်အတွဲဆိုတော့ဒီလိုမျိုးလေးဟိုတလားလောက်ကိုလေးပုံမှန်လေးကိုကောင်းကောင်းလေးဒါလေ့ကျင့်သွားမယ်ဆိုရင်လေအဲ့ဒါလေးအလေ့ကျင့်ကောင်းလေးဖြစ်သွားမှာဒီလားဒါပဲဟိုဘလောက်ပဲအချိန်ကြာကြာကိုနေဒီအချက်လေးဆွဲသွားတော့လေချင်းချင်းမမနေနိုင်မှာနော်ဟုတ်တယ်ကဲဒါဆိုလို့ရှိရင်အခုအလှပနဲ့ပတ်သက်တဲ့အကြောင်းလေးပြောပြီးသွားရခဏနာမယ်နော်ခစ်သစ်ပြမေးစီစီကနေပရိသတ်တွေအတွက်တခြားအလှပအကြောင်းများပြောပြဆွေးနွေးပေးဖို့ခဏနေပြန်လာရပါအောင်မယ်ရှင်